မင်္ဂလာပါရှင်မက်ရှလာ31ရက်တနင်္လာနေ့အတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မန္တလေးတက္ကသိုလ်မိလာမှုမှာစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကချင်ပြည်နယ်ကတက္ကသိုလ်ဝင်ဆာမွေးဝဲအဖြေလွှာပြီးမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလေးနောက်ဆက်တွဲမန္တလေးတက္ကသိုလ်ပင်မဆောင်မိလာမှုကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကတက္ကသိုလ်ဝင်ဆာမွေးဝဲအဖြေလွှာပြီးမိလောင်ပျက်စီးခဲ့ရတယ်လို့နာစကမှသတင်းထုတ်ပြန်ထားပါတယ်။ မိလာမှုကြောင့်2024 2025တက္ကသိုလ်ဝင်စာမဝတ်ဖြစ်လာများဖြစ်တဲ့မန္တလေးတိုင်းမှာဖြစ်ဆိုသူចောင်းသားចောင်းသူဦးရေ46944ယောက်ရဲ့အဖြစ်လွားအုပ်ရေ23940အုပ်၊သခိုင်းတိုင်းမှာဖြစ်ဆိုသူဦးရေ9317ယောက်ရဲ့အဖြစ်လွားအုပ်ရေ43829အုပ်၊ကချင်ပြည်နယ်မှာဖြစ်ဆိုသူဦးရေ8699ယောက်ရဲ့အဖြစ်လွားအုပ်ရေ9289တို့ပြည်စည်းဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ငလေးနောက်ဆက်တွဲမီလောင်ကျွမ်းမှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးတစ်ခုလုံးမီလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနဲ့အတူစာဖြေလွှာတွေပါမီလောင်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တွင်ကတော့ MRF မှာအရေးပေါ်အလွှရှားမှုအဖွဲ Taskpo အသေးတစ်ခုကိုစတင်ဖွဲ့စည်းရတဲ့တွင်ဖြစ်ပါတယ်မြန်မာနိုင်ငံစံစဘာအသင်းချုပ် MRF မှာအင်အားအလုံးပြင်းထန်သောမြင်းကလေးဘေးဒဏ်တရားမှုခံရသူများနဲ့ဒေသများအားကုညီရန်ရွယ်ပြီး MRF Operation at Action in Disaster အရေးပေါ်လှုပ်ရှားမှုအဖွဲ့ Task Force အသေးတစ်ခုကိုစတင်ဖွဲ့စည်းကာတာဝန်ပေးဆောင်ရွက်နေပြီဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါဗျ။အခုလိုလှုံ့ဆော်သွားမယ့်အစီအစဉ်တွင်မြန်မာနိုင်ငံစံတဘာအတင်းချုပ်ညီနောင်အတင်းများနဲ့စံတဘာလုပ်ငန်းကဏ္ဍမှမိသားစုများရဲ့လူအင်အားအရင်းအနှီးများနဲ့ပူးပေါင်းမှုစွမ်းအားများလူသားချင်းစာနာထောက်ထားမှုများကို အပြေအဝအသုံးချပြီးအရေးပေါ်အခြေအနေတွင် စားရိတ်ခါအထောက်အပံ့အကူအညီပေးရေးနဲ့ရေရှည်ပြန်လည်ထူထောင်ရေးလှုံ ှရှာမှုများပါဝင်ကြောင်းသိရပါတယ်။၎င်းအဖွဲ့အနေနဲ့နိုင်ငံတော်အစိုးရတိုင်းနေသားကြီးပြည်နယ်အစိုးရများ UMS CCI နဲ့စီပွားရေးအသင်းအဖွဲ့များလူမှုရေးအသင်းအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တရုတ်လေကြောင်းလိုင်းကကယ်ဆယ်ရေးပစ္စည်းများကိုချိုင်းနဲ့မြန်မာတို့အခမဲ့ပို့ဆောင်ပေးတဲ့တဲ့တင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်တောက်ချနေမွန်လွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိုင်ဝမ်ရဲ့တရုတ်လီကျောင်းလိုင်းဟာတဘာဝဘေးရန်ဆိုင်ရာကယ်ဆယ်ရေးပစ္စည်းများကိုထိုင်းနဲ့မြန်မာနိုင်ငံတို့အခမဲ့ပို့ဆောင်ပြီးမှဖြစ်ကြောင်းလီကျောင်းလိုင်းကစနေနေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။ငလင်တန်ခံခဲ့ရတဲ့ထိုင်ဝမ်နိုင်ငံသားများနဲ့အခြားခရီးသွားများကိုကူညီရန်နဲ့ငလင်တန်သည့်ဒေသများကိုကူညီထောက်ပံ့ရန်အတွက်အစိုးရသို့မဟုတ် Pride အဖွဲ့အစည်းများနဲ့လက်တွဲလှုပ်ဆောင်သွားမယ်လို့လီကျောင်းလိုင်းကပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ ။ထမန်နေဆက်မဲ့တဲ့ရင်ကတော့ UK ကမြန်မာငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက်စတာလင်ပေါင်းဆယ်တန်းကုမဲဆွဲတဲ့ရင်ဖြစ်ပါတယ်။ဒီအကူအညီတွေကိုလိုအပ်နေသူတွေစီဒေသမိဖက်အဖွဲ့အစည်းတွေကတဆင့်ပေးပို့သွားမယ်လို့ပြောထားကြောင်းသိရပါတယ်။ ။အိနေစင်ထိုင်းနိုင်ငံကလည်းလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက်ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်49ဦးကိုရှန်ကုန်နေပြည်တော်နဲ့မန္တလေးလေးစိတ်တွေကိုဆေးလုပေးလိုက်ပြီးဖြစ်ပါတယ်။စင်ကာပူနိုင်ငံကဆေးလုလိုက်တဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကတော့နေပြည်တော် စပြူသီရီမြို့နယ်တပြေကုန်းရွက်ကတစ္ဆာနှစ်လမ်းမှာကယ်ဆယ်ရေးတွေစတင်လို့ဆောင်နေပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပြမှာကတော့ဖြတ်အားပြင်းငလင်ကြီးပြီးနောက်ငလင်ငယ်169ကျင်းလှုပ်ခတ်ထားတဲ့တဲ့ရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလေပိုင်းစကိုင်းမြို့ဤကိုဗဟုပြုရေလှုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်ငလင်ကြီးပြီးတဲ့နောက်မတ်လ30ရက်မွန်လယ်ပိုင်းအထိနောက်ဆက်တွဲငလင်ငယ်ပေါင်း169ကျိန်းလှုပ်ခတ်ထားကြောင်းမိုးလေဝသဆိုင်ရာလေလာသူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားထားကြောင်းသိရပါတယ်နောက်ဆုံးလှုပ်ခတ်ထားတဲ့ငလင်ဟာမတ်လ30ရက်မွန်းလယ်တနာ38မိနစ်ချိန်ကစကိုင်းတိုင်းအောင်မြေသားစီရွာနေတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်ဟာ၄.၃၆ဆင်ရှိကြောင်းသိရှိရပါတယ်ရှင်။